ဧပြီလ23ရက်နေ့ကမကွေးထောင်နီဒေတာရင်း PDF ဖွဲ့ရင်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ပွားရာကအကျဉ်းထောင်တွင်မှာအကျဉ်းသားနဲ့အကျဉ်းဦးစီးဝင်နဲ့ထိတွေ့မှုဖြစ်ခဲ့ပါတယ်။ဖြစ်စဉ်တွင်အကျဉ်းဦးစီးဝင်နဲ့ကတန်းတန်းနဲ့ပြစ်ခတ်ခဲ့တာကြောင့်နိုင်ငံအကျဉ်းသားနှုတ်ဦးတည်ဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။လက်ရှိမှာတော့တည်ဆုံးသူတွေရဲ့ရုပ်လောင်းကိုမိသားစုဝင်တွေကတကြွခွင့်မရသလိုထောင်တွင်းဦးဆောင်ခဲ့သူတွေကိုလည်းနှိပ်စက်နေကြောင်းသိရပါတယ်။ မကွေးတောင်တွင်အခြေအနေကိုသိရဖို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားကွန်ရက် PPM ကိုဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ဟုတ်ကဲ့ပါကွေး73ရက်နေ့ကတိုက်ပွဲအခြေအနေနဲ့ဒီမကွေးတောင်မှာဖြစ်ခဲ့တာလေးကိုအရင်ဆုံးပြပြပေးပါအောင်ရှင်။အဲ73ရက်နေ့ပေါ့နော်။တကြံအကြိုနေ့မှာအကျင်းထောင်မကွေးကျင်းထောင်ရဲ့အရှိပရဝန်တွေမှာကျွန်တော်တို့ local PDF နဲ့စစ်ကောင်စီလက်အောက်ခံတက်ပေါ့နော်အထူးသဖြင့်ရဲနဲ့စစ်သားအချို့ကြားမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်ဒီပြင်ပထောင်ပြင်ပမှာတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာပဲအချင်းထောင်အတွင်းမှာလည်းနိုင်ငံရေးကျင်းသားပါဝင်ခြားကျင်းသားတွေနဲ့အချင်းဦးစီးဌာနကြားမှာလည်းထိတွေ့မှုတွေဖြစ်ခဲ့ပါတယ်အထူးတပြည့်ထိတွေ့မှုဖြစ်ခဲ့တဲ့အကြောင်းရင်းကတော့အချင်းထောင်တွင်းကိုလာရောက်တိုက်ခိုက်တဲ့အခြေအနေမျိုးမှာအချင်းထောင်ထဲမှာနစ်ကြီးကြနေတဲ့သူတွေကလည်းမိမိတို့ရဲ့လွတ်မြောက်ရေးကိုမိမိတို့ပဲစ조사ရမယ်ဆိုတော့ယုံကြည်မျှော်လင့်ချက်တွေနဲ့ထောင်တွင်းမှာဒါသူတို့လွတ်မြောက်ရေးကို조사ဖို့အတွက်ရည်ရွယ်ပြင်ဆင်ကြရင်းနဲ့အချင်းဦးစီးနဲ့ထိတွေ့မှုတွေဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုဆိုရင်ဒီနိုင်ဂျင်းနှစ်ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်တဲ့အခြေအနေတွေလည်းရှိတယ်ဆိုတော့လေအဲ့ဒါလေးလည်းသိပြရစီရှင်အဲ့တော့ဖြစ်စဉ်ဟာအချင်းထောင်ပြင်ပမှာဖြစ်နေတဲ့တိုက်ပွဲဖြစ်စဉ်ဟာလည်းဖြစ်စဉ်တစ်ခုဖြစ်တယ်လို့အချင်းထောင်တွင်းမှာလည်းတနက်တန်ဘုံနယ်တွေကိုကြားပြီးမှဖြစ်ပေါ်လာတဲ့စိတ်ဆန္ဒအရာအဲမိမိတို့ရဲ့လွတ်မြောက်ရေးကိုစူးစမ်းဖို့စူးစမ်းကြတဲ့ဖြစ်စဉ်ဟာဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။တို့လည်းပဲအချိန်ကာလရောနိုင်ငံပိုင်းအဖြစ်ကအရင်မချဘဲနဲ့ဖြစ်စဉ်တစ်ခုဟာတပြိုင်တည်းဖြစ်ခဲ့တဲ့အခါမှာဒီဖြစ်စဉ်တွေဟာထောင်ပြင်ပနဲ့ထောင်တွင်းနဲ့တေချာညှိနှိုင်း လုတ်ကင်ထားတဲ့ပုံစံမျိုးတက်ရောက်သွားတယ်ဒါကြောင့်မို့လို့လည်းလက်ရှိချိန်တွေမှာကျွန်တော်တို့အချင်းထောင်တွေကနိုင်ငံကြီးနှားတွေရဲ့စူးစမ်းမှုတွေကိုအချင်းဦးစီးဝန်ထမ်းတွေဟာလက်နက်ကိုအသုံးပြုပြီးမှပြစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လို့လည်းအ ਨੇ ဆုံးနိုင်ငံကြီးနှားနှုတ်ဦးချဆောင်ခဲ့ရတဲ့အခြေအနေဖြစ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီထောင်တွင်းမှာလည်းထိတွေ့တင်မာတဲ့အခြေအနေတွေလည်းရှိခဲ့တယ်ဆိုတော့ထောင်တွင်းအခြေအနေကဘာကြသေးလဲရှင်မကွေးချင်းထောင်ကတော့ကျွန်တော်တို့ထောင်တွင်းဖိနှိပ်မှုဟာတော်တော်လေးကိုမှအရင်ကထက် ပြင်းထန်တဲ့ထောင်တွင်းမှာတဆောင်နဲ့တဆောင်ကြားတွာလာကွင်းကအစထောင်တွင်းမှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေအစုံပြင်ပကိုမထွက်ဖို့တည်င်းမထွက်ဖို့ပါဝင်ထောင်တွင်းတည်ဆုံမှုတွေအစပြင်ပကိုထုတ်ပြတာမျိုးမရှိတော့ဘဲနဲ့အချင်းဦးစီးရဲ့လှုပ်ထုံလုံးနည်းနဲ့ပဲတကြွတဲ့အခြေအနေမျိုးတွေပို့ပြီးမှများလာပါတယ်ဒါအပြင်ချင်းထောင်တွင်းမှာတနက်ပစ်ခတ်ဖြိုခွင်းခံရလို့တည်ဆုံခဲ့ရတဲ့နိုင်ငံရေးကျင်းသားနှစ်ဦးရဲ့ရုပ်လုံးကိုလည်းမိသားစုဝင်တွေကိုပေးပြီးမှတကြိုခိုင်းတာမျိုးတွေလည်း မရှိခဲ့ဘူးပေါ့နော်ဒါကိုလည်းကျွန်တော်တို့ကတော့အဲစောင့်ကြည့်ရတဲ့အခါမှာတော့တွေ့ရတယ်အထူးသဖြင့်တော့အချင်းထောင်ရဲ့လုံထုံလုံနီးအတိုင်းပဲအဲလှုပ်ဆောင်ရတာကိုတော့ကျွန်တော်တို့အဓိကတွေ့ရပါတယ်ဗျာဟုတ်ကဲ့ပါကိုလက်တလောဒီမကွေးထောင်အတွင်းနောက်ဆုံးရအခြေအနေလေးတွေသိရရင်လည်းပြောပြပေးပါဦး အဲ့ဒီထောင်ထဲမှာပဲကျွန်တော်တို့အချင်းဦးစီးနဲ့အထီးကထိတွေ့ထိုက်ထိတွေ့မှုမှာပါဝင်ခဲ့တယ်လို့အချင်းဦးစီးကသိရှိထားတယ်ကိုပါလေးပေါ့နော်အဲသူ့ကိုတော့အဓိကစစ်ကြောမှုတွေလုပ်နေတယ်ကိုပါလေးနဲ့အချင်းထောင်အာနာပိုင်နဲ့ဂျားမာထောင်ပိုင်ရဲ့ဂျားမာတွေမှာထိတွေ့မှုတွေဖြစ်ခဲ့တဲ့အခြေအနေတွေရှိရဲဒါကြောင့်မို့လို့လဲကိုပါလေးပါဝင်တခြားနိုင်ငံတွေကိုလည်းသူတို့စီစဉ်မှုကိုတင်းတင်းကြပ်ကြပ်နဲ့ကိုမှဖိနှိပ်မှုကိုစနစ်တကျကိုမှသူတို့လှုပ်ဖို့စီစဉ်နေရတွေစီစဉ်ခဲ့တာတွေအဲပြီးတော့ညံပန်းနှိမ့်ဆက်နေတာကိုကျွန်တော်တို့ကြားသိထားရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကိုနောက်ဆုံးအနေနဲ့ပေါ့နော်ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ဗာများဖြည့်ဆွတ်ပြောကြမှာတလဲရှင်ရှိမှာတော့အချင်းထောင်တွင်းမှာဒီလိုမျိုးထိတွေ့မှုတွေဖြစ်အောင်စူးစမ်းခဲ့တဲ့နေရာမှာပါဝင်တယ်လို့ယူဆရတဲ့သူတွေအချင်းဦးစီးဝန်ထမ်းတွေနဲ့ထိတွေ့မှုမှာပါဝင်ခဲ့တဲ့သူတွေကိုတော့သူတို့ဒါစီစစ်ရှာဖွေပြီးမှအပြစ်ပေးအေးအေးယူဖို့စူးစမ်းနေရအောင်ကျွန်တော်တို့တွေ့ရတယ်ထပ်တူထောင်တွင်းပုံမှန်တွေနဲ့ကတ်ခံရမယ့်အခြေအနေရင်ဆိုင်ရတယ်လို့အခမ်းမသိရင်စစ်ကြောရေးမှာနေမဲ့အသက်ဆုံးရှုံးနိုင်မဲ့အခြေအနေတွေနဲ့လည်းရင်ဆိုင်နေရတဲ့အခြေအနေဖြစ်ပါတယ်ဗျာ